အဗီဂျီဟိုပေါ်တဲ့အဗီဂျီဟိုပေါ်နေပြေဟောပေါ်ဟောပေါ်ဘာမှအကုန်မြင်ရတယ်လမ်းပေါ်မှာဆန်းနေပါဆက်ကစားဒိုးတခါဆက်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ6နေမြေထဲမှာရှိတဲ့တေဘောဘိုးစခန်းကြမသွားရေးအတွက်အင်အားသုံးကာကွယ်ဖို့စစ်ကောင်စီဘက်ကပြင်ဆင်နေတယ်လို့မြေပြင်တရေမြင့်တွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ဘေးမှာရှိတဲ့တေဘောဘိုးစခန်းကိုအင်အားပြည့်ဖို့တက်လာတဲ့စစ်သည်တရာနီးပါးပါတဲ့စစ်ကြောင်းကို KNL နဲ့ပူးပေါင်းတပ်တွေကမေလ28ရက်နေ့မှာကြားပြတ်တိုက်ခိုက်နေတယ်လို့သိရတာပါ။မနေ့မိုးလေးနဲ့အဲဆိုလေပူလေးကဖွဲ့လေးစစ်ကူလာဖို့ဒီစုံစည်းမြန်မာကုလစီရောက်နေတယ်။ပြီးတော့မနေ့ကမနေ့ဥစားတော့စေနာရေးချင်းလောကကြီးတိဘောဘူးစကားကအဖွဲ့တွေကရရရွာရဲအစင်းလာပြီးတော့ဒီမှာဟို ti ma to la yi fwene ti la tabu ene nge ti ina ya. Ti ala le ti ma ma to la yi fwene, ru fwene, o wo blama mu wi wu. Ara chino ala jara ma ti ni la, jara ti la zara. Ka mong bi la na mong bi la ma saka sa jara ma gui la na. To zira tuwa tuwa ka me pilo. Ka pilo zi lu kuro zu jina po se lu la miya la mo. Te bo wu sa kaya dresa ku ta la re se chango. KNL နဲ့ပူးပေါင်းတပ်တွေက drone, sniper, ဆက်တနက်နဲ့ဘုံပြစ်လောင်ချာတွေအုံပြုပြီးအပြင်းအထန်တိုက်ခိုက်နေတယ်လို့နေဆက်မှာစောင့်ကြည့်နေတဲ့မြေပြင်ထိုင်းစစ်တပ်ဘက်ကထုတ်ပြန်ပါတယ်။ဒါအပြင်တိုက်ပွဲကြောင့်ဒေသခံ300နီးပါးလဲထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ခိုးလုံနေကြပြီးထိုင်းစစ်တပ်အနေနဲ့နေဆက်လုံခြုံရေးအချိန်ပြည့်တတိတာစောင့်ကြည့်နေတယ်လို့ဖော်ပြထားတာပါ။နှစ်ဖက်ပြစ်ခတ်မှုတွေဟာဒီမိုကရေစီအကျိုးပြုကရင်တက်မတော့ DKBA ဌာနချုပ်နဲ့လဲထိစပ်နေတာကြောင့် စစ်ရေးတတိနဲ့စောင့်ကြည့်နေတယ်လို့ဒေသခံပြည်သူတွေအနေနဲ့လည်းတတိရှိကြဖို့လိုတယ်လို့ဗိုလ်မှူးကြီးစောစန်းအောင်ကပြောပါတယ်ဖြစ်တာတော့ဖြစ်တယ်လေเนาะတော်တော်ပြီဟိုအပြင်းထန်ပါအဲ့ဒီဟိုအနည်းငယ်မှဖြစ်တာရှိရဲ့เนาะတော်လည်းဟိမပြီးကာလာတော့ဖြစ်ဒီလူလူတော့တတိရှိကြပေါ့เนาะဘာဖြစ်လဲစစ်ရေးဆိုတာလည်းတော့တားဆီးလို့ရတဲ့အရာမဟုတ်ဘူးလေเนาะဟဲ့လားစစ်ဆိုတာလည်းဖြစ်ချင်လို့ဖြစ်တာမဟုတ်ဘူးဟိုဘုရားတစ်ဖက်နဲ့တစ်ဖက်เนาะသူပြောသူမှန်တယ်ကိုပြောကိုမှန်တယ်ပဲလေကြတာเนาะ ကျွန်တော်တို့မြန်မာနိုင်ငံမှာမွေးဖွားတဲ့ပြည်သူလူတွေကစီရဲ့အတွေ့အကြုံတွေပေါ့လေဘယ်လိုတင်ရမလဲဘယ်လိုဆောင်ရမလဲတို့တို့အတွေ့အကြုံစီကျွန်တော်တို့သူတို့တွေပြောလို့လည်းတို့တို့လိုက်လုပ်ပေးလို့မနေဘူးလေအဲ့ဒါလည်းတို့လည်းအတွေ့အကြုံတွေရှိပြီးသားပါလေနော်ဟိုတိုက်ပွဲတော့ဟိုဖြစ်တာတော့ရှိပေါ့လေနော်အဲ့လိုစစ်သားတော့ဘယ်လိုဖြစ်ဟိုစီသတိနဲ့နေတာပဲရှိတယ်ပေါ့လေနော်တိတ်ဘောဘူစခင်ဟာ KNL ကနှစ်ပေါင်း30ကျော်လက်လွတ်ခဲ့ရတဲ့စခန်းဖြစ်ပြီးလက်ရှိအချိန်မှာတော့ KNL နဲ့ပူးပေါင်းတက်တွေရဲ့ စစ်စင်ရေးပြစ်မှတ်အတွင်းပါဝင်နေတာဖြစ်ပါတယ်။ဒီစခန်းကို KNL နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့က2022ခုနှစ်မေလထဲမှာတခေါက်သိမ်းပိုက်ခဲ့သေးပေမဲ့စစ်တပ်ကအနီးကကျေးရွာတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်တော်လှန်ရေးတပ်တွေဘက်ကနေ နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။